Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အခုဆိုလို့ရှင်ကျွန်တော်က International Break နှစ်ပတ်နားပြီပေါ့နော်။ဆိုတော့ International Break နှစ်ပတ်နားပြီးတာနဲ့ Manchester United ကဒါ Premier League ပွဲစဉ်တွေပြန်ကစားရမယ့်အချိန်မှာသူများအသင်းတွေလူမျိုးတခြားပြိုင်ပွဲတွေဘာတွေမရှိဘဲနဲ့ထုံးစံတိုင်းပေါ့လေ။တပတ်ကိုကျွန်တော်တပွဲပဲကျွန်တော်ကစားရမယ်။ဆိုတော့အဲယာဒီအစကနေပြီးတော့ပွဲစဉ်17လဲပြီးသွားတဲ့အချိန်မှာကိုရီးယားအင်မတန်ခက်ခဲပါတယ်ဆိုတော့အသင်းတွေနဲ့ကိုစီကစားပြီးသွားပြီ တို့လာမယ့် United ရဲ့ပြိုင်ဘက်တီအများစုကလာမယ့်ပွဲတွေမှာအဆင့်ခွန်နဲ့အောက်ကအသင်းတွေကျွန်တော်ဖြစ်နေမယ်ပြောရရင်တော့ပွဲစဉ်7ကလောက်ထိကိုခက်ခဲတဲ့ပြိုင်ဘက်တွေမဟုတ်တော့ဘူးလို့ကျွန်တော်ပြောရမှာပါဆိုတော့လာမယ့်ပရီးမီးယားလိပွဲစဉ်5ပွဲမှာကျွန်တော် Manchester United ဘယ်နှမတ်တီကျွန်တော်ရနိုင်မယ်လို့ကျွန်တော်ထင်ကြလဲ5ပွဲမှာเนาะ9-3ညီပြောတာ9-3-15မလားเนาะဆိုတော့15မဲ့ရနိုင်မယ်အနေထားကနေပြီးတော့ကျွန်တော်ဘယ်နှမတ်တီကျွန်တော်ယူနိုင်မလဲဆိုတော့ဒီညမှာခုနကပြောလို့ပဲပေါ့เนาะကျွန်တော် United က လက်ရော့စင်အဆင့်ခွန်မှာရှိနေတယ်နော်ဆက်တပွဲလေးကျွန်တော်ကစားပြီးသွားပြီโอเคဆက်တပွဲလေးကျွန်တော်ကစားပြီးသွားတဲ့အချိန်မှာတော်တော်ခက်ခဲတဲ့ဗောနော်ထားပါတော့အာဆင်နယ်အဆင့်1ကနေကျွန်တော်ကစားပြီးသွားပြီမန်စီးတီးအဆင့်2နဲ့ကစားပြီးသွားပြီချယ်လ်ဆီအဆင့်3နဲ့ကစားပြီးသွားပြီစန်ဒလန်အဆင့်4နဲ့ကစားပြီးသွားပြီစပါအဆင့်5နဲ့ကစားပြီးသွားပြီအက်စတိုမီလာနဲ့မကစားရသေးဘူးအဲနော်အက်စတိုမီလာနဲ့မကစားရသေးဘူးအက်စတိုမီလာက6ကိုရီးယားခွန်ဆိုတော့အဆင့်8ကလေဘောင်းနဲ့ကစားပြီးသွားပြီ နော်ဆိုတော့ဒီအသင်းတွေနဲ့ကျွန်တော်ကစားပြီးသွားပြီဆိုတော့ကျွန်တော်တို့မကစားရတဲ့တည်းမှာယူကာဆယ်တို့လီးစ်တို့နော်ပြီးရင်ခရစ်စတယ်ပယ်လစ်တို့ဘုံမောက်တို့အေဗာတန်တို့ဗောနော်ပြီးရင်ကျွန်တော်တို့ကဝက်ဆမ်တို့ကျွန်တော်တို့ကဝူဘာဟန်တန်တို့အသင်းမျိုးတွေကျွန်တော်ကြံသေးတယ်အဲ့တော့ကိုရီအတွက်ပွဲစဉ်7အတော်တွင်းကပြိုင်ဘက်တီလောက်မခက်ခဲတော့မဲ့ပြိုင်ဘက်တီနဲ့ကျွန်တော်ကစားရမယ်ဗောဆိုတော့လာမယ့်ပွဲစဉ်9ပွဲမှာ တို့နိုဝင်ဘာ25မှာဆိုလို့ရှိရင် Everton ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်။နိုဝင်ဘာ30မှာဆိုရင် Crystal Palace Queen ကိုတွားပြီးတော့ကစားရမယ်။ပြီးရင်ကျွန်တော်တို့အိမ်ဝင်းမှာ United ဟို Watson နဲ့ကစားရမယ်။ဒီဇင်ဘာရောက်သွားပြီပေါ့နော်။ Wolverhampton Queen မှာတွားပြီးတော့ကစားရမယ်။ဘုံမောက်ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်။ဒါဟာ Manchester United ရဲ့လာမယ့်ပွဲစဉ်5ပွဲပါ။အဲ့ဒီ5ပွဲပြီးပြီဆိုတာနဲ့ပေါ့နော်6ပွဲမြောက်က Aston Villa ခွနပွဲမြောက်ကနယူကာဆင်နဲ့ဆိုတော့ကိုရီကိုတော်တော်ဒုက္ခပေးနိုင်မယ်အသင်းနှစ်သင်းနဲ့ဇက်တိုက်ကစားရမယ် ဆိုတော့အဲ့ဒီပွဲစဉ်မတိုင်ခင်ငါးပွဲကျွန်တော်ကစားဖို့ရှိတယ်ဘယ်နှမရအောင်ယူနိုင်မယ်လို့ကျွန်တော်ထင်ကြတယ်ဆိုတော့နံပါတ်1 Everton နဲ့ပွဲမှာညီတို့နိုင်မယ်ထင်ကြလား Everton နဲ့ပွဲမှာဘာလို့လဲဆိုတော့ Everton ကဗျာအဆင်ပြေနေတယ်လို့နော်အဆင်ပြေနေတယ်ဒီရာဒီမှာအဆင်ပြေနေတယ်ဆိုတာတခြားမဟုတ်ဘူးကျွန်တော် Everton ကအရင်ကောင်းနေတာမျိုးပြီးပြပြီးခဲ့တဲ့ရာဒီဒီကနေရှင်မယ်ဆိုရင်ပေါ့နော် Everton ကတော်တော်ကိုကောင်းနေတာပြီးရင်ကိုရီနဲ့လည်းသုံးမှတ်ပဲခွာတာဗျာကျွန်တော်တို့ကဒီနေရာမှာအဆင့်ကိုသွားကြည့်လို့မရအောင်ဘာလို့လဲဆိုတော့ ပွဲစဉ်၁၁အတောအတွင်းမှာအဆင့်တွေကတသိန်းနဲ့တသိန်းအစောအမှတ်တွေကတသိန်းနဲ့တသိန်းအဲ့လောက်မကွာဘူးအဆင့်တွေကလာတအားကွာနေတာပေါ့နော်အမှတ်တွေကအဲ့လောက်မကွာဘူးအခုဆိုကိုရီအဆင့်ခွန်နော် Everton ကအဆင့်73မှာဒါပေမဲ့လို့ကိုရီနဲ့သူတို့နဲ့ဂျားတွေမှာကွာဟကြက်က၃မှတ်ပဲရှိတယ်ဒါဒီကောင်လေးကိုရီကိုနိုင်လိုက်ပြီဆိုတဲ့အချိန်မီအဆင့်ကပြောင်းသွားနေတယ်။အဲဒါပေမဲ့လက်ရှိမှာအဆင့်ကွာတာကိုအဲ့လောက်တော့ကြည့်လို့မရဘူးပေါ့နော်။ဆိုတော့လက်ရှိ Everton က7ပွဲကစားပြီးတဲ့ချိန်မှာဒီကောင်လေး၄ပွဲနိုင်ထားတယ်၊၃ပွဲတည်၄ပွဲရှုံးထားတယ်။ ိုက်စစ်က12ဂိုးပြီးထားရတယ်ဆိုတော့12ဂိုးရတာနဲ့ခန်းစစ်က73ဂိုးပဲပြီးရသေးတယ်မန်ချက်စတာယူနိုက်တက်တို့ရဲ့ဂိုးသွင်းဖို့ imminent ခင်းအောင်မဲ့ပွဲလို့ပြောလို့ရတယ်ဒါပေမဲ့လို့ကျွန်တော်ကတော့ဗောနောဟိုအနိုင်ရပါမလားဆိုတော့ကျွန်တော်တို့ Everton နဲ့ပွဲရတော့နိုင်နိုင်လိမ့်မယ်ထင်တာပဲဒါတခြားမကြောက်မဟုတ်ဘူးအိမ်ဝင်းဖြစ်နေလို့ဗောနောကိုရီကဒီရာဒီမှာအဝေးဝင်းတော်တော်ညံ့ပြီးတော့အိမ်ဝင်းကအဆင်ပြေတယ်ဗျာဒီလားတရားဒီလုံးနေမှာလေအိမ်ဝင်းကကျွန်တော်တပွဲပဲကျွန်တော်ရှုံသေးတာဆိုတော့လေကျွန်တော်တော့ Everton နဲ့အိမ်ဝင်းကတော့သုံးမှတ်ရလိမ့်မယ်လို့ထင်နေသေးတယ်နော်သုံးမှတ်ရလိမ့်မယ်လို့ထင်နေ အေဗာတန်နဲ့ပွဲရတော့လေနောက်တစ်ပွဲကခရစ်စတယ်ပေးလစ်နဲ့ဒီပွဲကကျွန်တော်မတိကြဆုံးပဲမတိကြဆုံးပဲဆိုတဲ့နေမှာအမှတ်ပြရလိမ့်မယ်လို့မထင်ဘူးတခုရှိတယ်ပါအဲဒီခရစ်စတယ်ပေးလစ်ကယာစီစကကောင်းနေပြီမယ်နောက်ပိုင်းတော့အဆင်ပြေပြီးတော့ဟိုမပြေတော့ဘူးဗောနော်တိုင်ပက်လာပြီပေါ့ဒါပေမဲ့လေလို့ခရစ်စတယ်ပေးလစ်ဆာသူတို့ကွင်းမှာဘလောက်ထိမာသလဲကျွန်တော်သိတာပဲနော်အိမ်ကွင်းဘလောက်မာတယ်အတင်းလဲပေါ့ပြီးတာနဲ့ကျွန်တော်သူတို့အိမ်ကွင်းမှာလေဘောက်လို့အတင်းမျိုးကိုတော့မအနံ့ယူထားတာမျိုးကြီးကျွန်တော်ရှိတယ်ပေါ့နော် ဆိုတော့ဒါအပြင်ကိုရီလိုပဲ3 4 2 1ကစားတယ်ဆိုပေမဲ့လေကိုရီတက်ပို့ပြီးတော့ဝဲ round နဲ့ဖြစ်တဲ့ squad ကိုသူတို့ပိုင်ဆိုင်ထားရတယ်ပေါ့နော်တယောက်ချင်း quality တွေအရဆိုလို့ရှိရင်လည်းပဲကိုရီမာကတိုက်စစ်အားသာတယ်ဆိုရင်ဒီကောင်ဒီမှာကွင်းလင်မှာပို့ပြီးတော့ counter စားမှတွေရှိတယ်ကိုကွင်းလင်ထက် wing backs တွေကပို့ပြီးတော့ကျွန်တော်ကောင်းတယ်ဒါမျိုးတွေပေါ့ပြီးရင်ခန်းစစ်ကလည်းသူတို့ကတော်တော်လေးအဆင်ပြေတယ်ဘာလို့လဲဆိုတော့ Crystal Palace ကလက်ရှိ Premier League ပွဲစဉ်ဆက်တပွဲကစားပြီးတဲ့အချိန်မှာကိုကူပဲပြီးရသေးတာဒါဟာတော်တော်ကိုကောင်းလို့ ਨੇ เนาะကျွန်တော်တို့က performance ပါခန်းစစ်မှာ ပြီးရင် တို့က၄ဘွဲ့နိုင်၅ဘွဲ့တည်နှစ်ဘွဲ့ပဲရှုံ့နေထားပါသေးတယ်အဲ့တော့ကျွန်တော်တို့ကပုံမှန်ယာစီတွေမှာဆိုလို့ရှိရင် Crystal Palace ကိုအနိုင်ယူဖို့က imminent ခင်းပါတယ်ကျွန်တော်တို့ Crystal Palace ဒီလောက်ကောင်းပါတယ်ဆိုတော့ယာစီတွေမတိုင်ခင်ကတည်းကပေါ့နော် Palace နဲ့ကစားတိုင်းအိမ်ငွေးမဲ့ဖြစ်ဖြစ်အဝေးငွေးမဲ့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဟိုအလုံးမထားဘူးရက်လက်တွေကကောင်းမထားဘူးကျွန်တော်ကတော့ Palace နဲ့ပွဲမှာ United ကအဝေးငွေးလဲဖြစ်တယ်ဆိုတော့အလွန်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 ဆုံးရနိုင်တတ်မှတ်ပဲသုံးမှတ်ဒီပါရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ပွဲကကျွန်တော်ဘုံမောင်းနဲ့ပွဲပဲ ော်ဆိုတော့နောက်တစ်ပွဲက no 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 sorry ပါ West Ham နဲ့ပွဲပဲနောက်တစ်ပွဲကနော် West Ham နဲ့ပွဲပေါ့လက်ရှိမှာ West Ham West Ham ကတော့နိုင်လိမ့်မယ်ထင်ပါတယ်နိုင်လဲနိုင်သင့်တယ်ပေါ့နော် West Ham ကတအားကောင်းနေတယ်တော့မဟုတ်ပါဘူးအခုမှ Nuno Santos ရဲ့အသင်ကရက်လက်ကလေးတွေပြန်ကောင်းအောင်သူတို့လုပ်နေတာပေါ့နော်ပြီးခဲ့တဲ့ပွဲကလည်း West Ham ကနိုင်တယ်အဲ့ဒီရှိမှလည်း Newcastle ကိုနိုင်နေဆိုတော့ West Ham ကနောက်ဆုံးပရီးမီးယားလိနှစ်ပွဲတော့နိုင်ထားတယ်ဗျာအဲဒါပေမဲ့လည်းလို့ Manchester United ကအိမ်ဝင်ဖြစ်တယ်ပေါ့နော်အိမ်ဝင်ဖြစ်တယ်ဝက်ဆန်ကတအားကြီးကောင်းနေတဲ့ပုံစံမျိုးလည်းမဟုတ်တော့ကျွန်တော်ကတော့အဲ့ဒီပွဲလေအနိုင်ရတင့်နေလို့ထင်နေပါတော့ နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခွက်ကဝူဘန်ဟန်တန်နဲ့ပွဲပါဆိုတော့ဝူဘန်ဟန်တန်နဲ့ပွဲမှာလည်းနိုင်သင့်တယ်ဗျာတကယ်တကယ်တမ်းလေကျွန်တော်တို့ဝူဘန်ဟန်တန်ဒီယာဒီမှာတလောက်ဆုတ်ရပါဗျာအခုချိန်ထိဒီကောင်းကြီးဆက်ပွဲကစားပြီးပြီတပွဲမှမနိုင်သေးဘူးအင်းဒီပွဲမှမနိုင်ရင်တော့မင်းကဲမနီနေတော့ဗျာဟုတ်တယ်မလားနော်ကဲမနီနေတော့မင်းဆက်တပွဲဗျာဝူဘန်ဟန်တန်ကကိုတပွဲမှမနိုင်သေးဘူးနှစ်ပွဲတည်ကြ6ပွဲတည်ရှုံထားတယ်ဗျာတိုက်စစ်က9ခုရခန်းစစ်က25ခုတည်ပြီးထားရတယ်ဗျာဒီလား တို့နီးပြအပြောင်းလဲလှုပ်ထားပြီးမဲ့လေလို့ပေါ့နော်အပြောင်းလဲကဘာမှဖြစ်မလာဘူးနီးပြပဲပြောင်းရတာပဲကျွန်တော်တို့အဖက်တင်တာဗျာအဲ့ဒီတော့ဒီလိုအသင်းမျိုးကိုအဝေးဝင်းသွားကစားရစေဦးတော့ကိုဒီနိုင်နေမှကျွန်တော်တို့ဖြစ်မယ်ဗျာဒီလားဘလို့ပုံစံပဲဖြစ်ဖြစ်လေဒီပွဲဟာတုံးမှတ်အရာတင်ဆုံးကျွန်တော်ပွဲတွေမှာပါတယ်เนาะပြီးလို့ရှိရင်အဝေးဝင်းဆိုပြီးမဲ့လေလို့ပေါ့နော်ဘူပန်အန်ကွင်းအဲ့လောက်ကြီးကြီးခက်တဲ့တယ်မှာမပါဘူးဗျာအဲ့တော့ကျွန်တော်ကတော့တုံးမှတ်ကျွန်တော်ရာတင်နေလို့ထင်တယ်နော်ဒီပွဲကကျွန်တော်တုံးမှတ်ကတော့ရာတင်နေလို့ထင်တယ်သူတို့ပြင်တုံးမှတ်တည်ကြတဲ့ပွဲတွေက မင်းဝက်ဆန်နဲ့ဥပန်တန်ပဲတိလာတကယ်ကျွန်တော် confidence ရှိရှိပြောရရင်ပေါ့နော် channel ပွဲတီတော့အဲ့လောက်မသိကြဘူးဒါပါတော့ Everton ကိုအင်ဝင်ကစားရမယ်အဲ့လောက်မသိကြဘူးဗျာ Everton ကလက်ရှိခံစစ်ကတော်တော်ကြစ်တဲ့တယ်မှာပါတာ ው ဒါပေမဲ့တော့အင်ဝင်ဆိုတော့ပြေးလိမ့်မယ်လို့ထင်တာပဲဆိုတော့နောက်တစ်ပွဲကကျွန်တော်ဘုံမောင်းနေပေါ့ကျွန်တော်ကတော့ဒီပွဲကအင်ဝင်မဲဆိုတဲ့ခါကျတော့ပေါ့နော်ဘယ်လိုပြောမလဲရက်လက်ကောင်ရအောင်ကျွန်တော်ထပ်ပြီးတော့လောက်ရမှာပဲဒါပြီးပြီဆိုတော့ ਨੇ Aston Villa နဲ့ပွဲကျွန်တော်မသိကြတော့ဘူးသိကြတယ်ကျွန်တော်တို့အခက်မသိရင်ရှုံးကောင်းရှုံးနေနေဗျာ Villa နဲ့ကလေ နော်အခုဆိုလို့ရှိရင်အဲ့ဒါ BD ဆိုတာနဲ့ new car ဆင်နဲ့ကာဆယ်ယာဒီယာဒီမှာစုပ်နေပါတယ်တိုးတိုးလေးပဲကျွန်တော်ကတော့ကာဆယ်နဲ့တော့မှာဗောနော်ကာဆယ်စုပ်နေတော့မှာကျွန်တော်တို့မသိကြအောင်ရှုံးကောင်းရှုံးနေနေပွဲလို့ထင်နေတာအဲ့ဒါအင်ငွင်းနော်အဲ့တော့အဲ့လိုမျိုးကိုယ်အတွက်ဒုက္ခရောက်နိုင်မယ့်နှစ်ပွဲမလာခင်မှာရှေ့ငါးပွဲကကျွန်တော်တို့အချိန်ကြီးကောင်းမှရမှာဆိုတော့ဘုံမောင်းတဲ့ပွဲကတော့ကျွန်တော်ကတော့အခက်မသိရင်တိုင်ပက်ပြီးတော့ရှုံးကောင်းလဲရှုံးသွားနိုင်နေဗောနော်ဘာလို့လဲဆိုတော့ဘုံမောင်းကသူတို့ကစားတဲ့ပုံစံကတအားကောင်းလို့ပဲ တော်တော်ကိုကောင်းတာပါပုံမောက်ကအတိုင်းမဲ့လို့ကိုရီအိမ်ဝင်းဆိုတော့အတိုင်းတာတကူရီတော့တက်မှတ်လောက်တော့ကျွန်တော်မျှော်လင့်လို့ရတယ်ကျွန်တော်ကတော့ရှေ့ငါးဘွဲရယူနိုက်တက်ရှုံးနိုင်တယ်လို့ကျွန်တော်တိတ်တော့မမြင်ဘူးပေါ့နော်ဒါကိုအသိမို့လို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့လေဒါပေမဲ့လို့ကျွန်တော်တို့ကစားမဲ့အသင်းတွေကိုကြည့်တဲ့အခါ Everton Crystal Palace နောက်ပြီးရင် United ဟော Watson ပေါ့နော်ပြီးရင် Wolverhampton ပြီးတာနဲ့ဘုံမောက်ပေါ့ဒီထဲမှာ Crystal Palace အိမ်ဝင်းကတော့ ိုဒီဒုက္ခရောက်သွားနေတယ်ရှုံကောင်းရှုံသွားနေတယ်နော်ပယ်လစ်အင်ဝင်ကခုနကပြောလို့ပယ်လစ်ကဒီယာဒီမှာနှစ်ပွဲပဲသူတို့ရှုံသေးတာဗျဆက်တပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲပဲရှုံသေးတာတည်ပွဲကသူတို့များတယ်ဗျဒီလားဆိုတော့ဒါကဗာပယ်လစ်ရဲ့အရေးချင်းကိုကျွန်တော်ကောင်းကောင်းတွေ့နေတယ်ဆိုတော့ကိုဒီရှုံကောင်းရှုံသွားနေတယ်ခရစ်စတယ်ပယ်လစ်နဲ့ပွဲရလေပြောမရအိုက်တက်မှတ်ကမသေးကြဘူးဆိုတော့၅ပွဲ15မဲရနိုင်မယ့်နေထားမှာဆက်တက်မှတ်လောက်ထိတော့မျှော်လင့်လို့ရတယ်10မဲလောက်ထိတော့ကျွန်တော်မျှော်လင့်လို့ရတယ်ဗျဒီလား15 15 15မဲရနိုင်မယ့်နေထားမှာလေ ဆယ်မျက်လောက်တော့မျောလင်းလို့ရသည်နေလို့ကျွန်တော်တို့ထင်တယ်။မတိကြတဲ့ပွဲကခုနကပြောတဲ့ဘုံမောင်းတဲ့ပွဲရဲ့ Crystal Palace နဲ့ပွဲရဲ့ပဲ။အဲ့ဒီနှစ်ပွဲတွေကတော့ဖြစ်နိုင်တော့နှစ်ပွဲစလုံးနိုင်တင်တာပေါ့။ဒါပေမဲ့အဲ့ဒီနှစ်ပွဲတွေကနင်တစ်ဖက်လောက်ပဲကျွန်တော်တို့ရနိုင်လိမ့်မယ်လို့ထင်တယ်။ဆိုတော့ကျွန်တော်ကတော့လာမဲ့ကျွန်တော်တို့ပေါ့နော်၈ပွဲအတောအတွင်းမှာဆိုတော့၅ပွဲအတောအတွင်း၅မဲ့ရနိုင်မယ်အနေထားမှာဆိုလို့ရှိရင်၁၀မဲ့လောက်တော့ရလိမ့်မယ်လို့ထင်တယ်ညီကတို့ရောဘယ်လိုမြင်ကြလဲဆိုတော့လာမဲ့ပွဲစဉ်၅ပွဲဖြစ်တဲ့ ်အေဗာတန်နဲ့ပွဲပယ်လစ်နဲ့အဝေးခွင်ဝက်ဆမ်နဲ့အိမ်ခွင်ဝူဘာဟန်ဒန်နဲ့အဝေးခွင်ဘုံမောင်းနဲ့အိမ်ခွင်မှာကျွန်တော်ဗနမတ်တီယူနိုင်မယ်လို့ညီကလေးမြင်ကြတယ်ဆွေးနွေးရပါအောင်အားလုံးကိုချစ်တင်ပါတယ်ကျွန်မလေး